Tuhan. မုံရဲ့ဘွဲ့နာမည်ကဥဒေသာနန္ဒပါဖုံမုံကထိုင်းနိုင်ငံဖောက်တော်ရရိတ်တာမှာသာသနာပြုဖို့အတွက်ထိုင်းစာကိုတင်ဖြစ်တာဖြစ်ပါတယ်။ဥစဉ်ကဒီထိုင်းနိုင်ငံရောက်တာ၈နှစ်ရှိပါပြီ။အဲတော့ဒီ၈နှစ်တွင်မှာဥစဉ်တို့ကထိုင်းစာလည်းမတင်ပြဘူးထိုင်းစာလည်းမလေ့လာဖြစ်ဘူး။အခုဆရာမနောင်ဝခန်းနဲ့တွေ့တော့မှအခုဥစဉ်တို့ကလေ့လာဖြစ်တယ်လေ့လာဖြစ်တော့အခုနည်းနည်းပါးပါးရေးတတ်ဖတ်တတ်လာတယ်။ရေးတတ်ဖတ်တတ်လာတော့တူးနဲ့တူးဆက် ဆက်ဆံစကားပြောဆိုရတဲ့နေရာမှာအဆင်ပြေတယ်အရင်တော့အခက်အခဲတွေအများကြီးရှိတာပေါ့ချီရန်လန့်အနေနဲ့ပြောတဲ့အခါကျတော့သူပြောချင်တာကိုကနားမလဲကိုပြောချင်တာနားမလဲလေအဲ့လိုအခက်အခဲတွေအများကြီးကြားတဲ့အနေအခုထိုင်းစာတင်ပြလာတော့အဲ့လိုအခက်အခဲလေးတွေတချို့အရပြေးလဲလာတာပေါ့ဒါအခုအရင်တော့အခုမှတင်တော့ဆိုတော့အလွန်ကြွန့်ကျင်တော့မဟုတ်ဘူးပေါ့နည်းနည်းရေးတဲ့ဖတ်တတ်အောင်လောက်ပဲရှိသေးတယ်အဲ့တော့ဒီအခုဒီနိုင်ငံရဲ့အခုအမ်ဖောက်ရိတ်တာခွဲဖွင့်လာတော့အကုန်လုံးဆိုရင်16နှစ်လောက်ရှိပြီ ဦးဇင်းတို့ရောက်တာအခုဒီမှာဟို၈နှစ်ရှိပြီအဲ့တော့ဒီမှာအခု၈နှစ်တည်းမှာဦးဇင်းတို့ထိုင်းစာတွေပဲလည်းမတင်ပြေးမလေးလာဖြစ်တော့အခက်အခဲတွေတော့အများကြီးတွေ့ခဲ့တာပေါ့အခုချိန်မှာအခုတင်ပြေးလိုက်တဲ့အတွက်အိုက်ကနန်းနေပါပါရေးတက်ဖတ်တက်လာတော့အဲ့လိုအခက်အခဲတွေတော့အဆင်ပြေလာပါတယ်အဲဆာမကိုတခုလောက်တော့တောင်းဆိုခြင်းနဲ့အခုဆာမဦးဇင်းတို့လည်းပညာဒါနအခုလာတင်ပြေးနေတဲ့အတွက်ဦးဇင်းတို့လည်းဝမ်းသာတယ်ဦးစင်းတို့ကဲ့သို့ဒီမှာအခုဦးစင်းစု၈နှစ်နေလာတဲ့အတွက်ဒုက္ခတွေအများကြီးကြုံခဲ့ရတယ်။အဲ့ဒီလိုဒုက္ခကြုံနေတဲ့တခြားဆရာတော်တွေ ဒီလရှင်တွေလည်းဒီထိုင်းနိုင်ငံမှာလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီခက်ခဲနေတဲ့ဆရာတော်တွေဒီလရှင်တွေကိုလည်းငဲ့ညာပြီးတော့ဆရာမအခုဦးစင်းတို့တင်ပြတယ်လို့ပညာဒါနဆရာမတင်နှံဖွင့်ထားတာလည်းကြားတယ်အဲ့ဒီပညာဒါနမှာတခြားဆရာတော်တွေတင်ယူပေးဖို့ဦးစင်းအနေနဲ့မြစ်တာရခံပါတယ်အဲဆရာမအနေနဲ့တက်နိုင်လို့ကုညီပေးပြီးတင်ယူပေးပါတခြားဆရာတော်တွေဟိုဒီလရှင်တွေကလည်းအခက်ခဲရှိတဲ့ဆရာတော်တွေဒီလရှင်တွေမှန်သမျှလည်းအခုဆရာမနောင်ဝကံပညာဒါနဖွင့်ထားတဲ့ တဏ္ဍမှာအပြင်တဏ္ဍလည်းရှိတယ်ကလတ်တဏ္ဍနေလည်းရှိပါတယ်အဲ့ဒီတဏ္ဍတွေကိုဆက်တွေ့ပြီးတင်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းတပိတော်ကဂျိုးဒစ်စာတယောက်ထားပါလေဗျာခေါ်ဟိုက်ထမ်ထမ်မို့မိခွန်စုခွန်ကြရေခေါ်ဟိုက်ထမ်ထမ်မို့ပင်ဣစရကြခွန်တုထောလမိုင်ထမ်မို့ ဆရာလေးအာတမင်းကတီးချင်တာပေါ့နော်ဆရာလေးကမြန်မာနိုင်ငံဘယ်ကနေပြီးတော့မှအခုလက်ရှိထိုင်းနိုင်ငံဖအောက်ကိုရောက်လာတာလေပေါ့ပြီးတော့ဖအောက်ကိုဒီထိုင်းနိုင်ငံဖအောက်ကိုရောက်တာဘယ်နှနည်းရှိပြီလဲဆရာလေးရဲ့ဘွဲတော်နာမည်လေးပေါ့အဲ့ဒါလေးနည်းနည်းပြောပြပေးပါအောင်ဖျက်ဟောဆရာလေးရဲ့နာမည်ကအပြည့်အစုံဆိုရင်ဆရာလေးအခါဓမ္မညာနေဒီပါဆရာလေးကတိလိုက်ချက်ကိုတောင်းရတော့မန်လေးဖအောက်ရိတ်တာမှာဟုတ်ပါ2010 ဒါပေမဲ့ညဦးနဲ့မှတောက်ဆရာတော်ဖရာကြီးကြောက်လာတော့ဆရာလေးကညဦးလေးကိုတောက်ပြီးတရားအထုတ်တယ်အထုတ်ပြီးတော့ဆရာတော်ဥယျာဝရနဲ့ဆက်အထုတ်ဖြစ်တယ်ပေါ့ဖောက်ဆရာတော်ဖရာကြီးပြီးတော့အဲ့ဒါနဲ့ညင်မန်းပြန်ဦးလွင်ရနေပြီးတော့ဥယောဝရကမြေမြို့မောလမြိုင်ကိုပြန်မယ်။ပြန်တဲ့အခါကျဆရာလေးတို့တရားကောင်းတော့ဒီမှာမထားခဲ့ခြင်းဘူးမောလမြိုင်ကိုလိုက်ခဲ့ပါလို့ဆရာတော့ဆရာတော့ဥယောဝရကခေါ်တယ်။ဒါနဲ့ဆရာလေးတို့ကမောလမြိုင်ကိုရောက်သွားတယ်။မောလမြိုင်ကို2013ကိုရောက်သွားတယ်။ အဲ့တော့ဆရာတော်ဥယျာဏ်နဲ့2013 2014နှစ်နှစ်ဘောလုံးရင်မှာတရားမှတ်တယ်မှတ်တော့ဒီထိုင်းနိုင်ငံကတထမကြီးကမော်လမြိုင်ဖားအုပ်ကြီးကိုရောက်လာတယ်ရောက်လာပြီးတဲ့အခါကျမော်လမြိုင်ဖားအုပ်ကိုဟိုဆုံးခန္ဓာတွေဆုံးလောက်နိုင်ကြည့်ပြီးသူကအရန်ကြီးညိုသွားတယ်ကြီးညိုတဲ့အခါကျတော့ဒီเจ้าကြီးကိုဟို ထိုင်းနိုင်ငံမှာရှိတင်တယ်ပေါ့ဒါမျိုးကြောင့်အဲ့လိုမျိုးဆရာတော်ကိုရှောက်တယ်ရှောက်တဲ့ခါကျတော့ဒီမှာသူ့မှာမြေတွေလွတ်တာတွေအများကြီးရှိတယ်ရှိတော့ဒီမှာပေါ့နော်ဆရာတော်ဖောက်ကိုဖောက်လိုမျိုးကြောင့်ပဲတီထောင်နေတယ်ဆိုပြီးတော့ဒီမှာစပြီးတော့ဖောက်ကြောင့်တီထောင်နေတီထောင်နေခါကျတော့ဒီပထမစတီထောင်နေအချိန်မှာတော့ဒါကြီးကလေခွင်းပြင်းကြီးပေါ့ ဘယ်ကွင်းပြင်ကြီးဒီတထေးကတော့အာခီတက်နဲ့ကြောင်းပြီးထားတာလို့ပြောတယ်။အဲ့တော့သူကဒီလိုမျိုးအလှပတဲ့အပြင်စင်နေအကုန်လုံးလုံနိုင်တဲ့အခြေချင်းရှိတာပေါ့နော်။နောက်ပြီးတော့ဒီတစ်ပင်တွေကိုလည်းပဲအဲ့လိုမျိုးဆရာတော်ကြီးကကွင်းပြင်ကြီးဆိုရင်တရားစခန်းနဲ့တရားရိပ်တာနဲ့မတူညီဘူးပေါ့တရားရိပ်တာဆိုတာတိရိပ်ဝါရိပ်များတရားရိပ်တာနဲ့တူတယ်လို့ဆရာတော်ကြီးပြောတော့သူတိရိပ်ဝါရိပ်ရအောင်ဖန်တီးပြနိုင်ပါတယ်လို့သူကပြောတယ်အဲ့ဒါနဲ့ 55မှာဒီရိတ်တာယူစဖွဲ့ပြီစဖွဲ့နေခါကြတော့ဆရာတော်ဥယျာဒာကမထနာဆရာနဲ့ပြန်ပြန်နေခါကြတော့ဆရာတော်ဥယျာဒာကဥဆောင်ပြီးတော့တိလာအဖုံးကြီးအပါ90တိလာရှင်55ပါးနဲ့ဆရာလေးတို့ဖုံးကြီးတိလာရှင်ကမြဝတီဘက်ကနေဒီကားနဲ့အဲကွန်ဘတ်ကားနဲ့စီနေလာတယ်။ဆရာတော်ဥယျဝရကတော့လေနေလာတယ်။ဒီကျောင်းကို2015ဝါဝါစဝင်နာနေစာဒီရိတ်တိုင်းကိုစဖွင့်နေ။ ်ဆရာတော်ဥယျဝရကတော့ဒီမှာ၃နှစ်တည်းတည်းသတင်း၃နှစ်၃နှစ်ပြီးတဲ့ခါကျတော့ဆရာတော်ကဟဲဟိုးမှာရိတ်တာတီထောင်းနေတော့ရိတ်တာစပြီးတော့ဖွင့်မောက်တဲ့ရိတ်တာဟဲဟိုးရိတ်တာကိုပြန်ကြွသွားတယ်အဲ့ဒီမှာဒဇယ်ဆရာတော်ဖျားကိုဟိုပါပေါ့နော်အင်းမော်လမြိုင်ကဗဒနာနာယကဆရာတော်ဒဇယ်ဒဇယ်ဆရာတော်ဦးမလောက် ပင့်ပြီးတော့ဒီမှာ9နှစ်ဒီတစဆရာတော်ဘုရားတရင်တော့နေဆရာလေးတို့ကတော့ဒီဥရောက်တာ2015နေအခု2025အထိဆိုတော့ဆယ်နှစ်ဆယ်နှစ်ပေါ့ဝါအားဖြင့်တော့ဆက်တဝါရှိမှာအင်းတင်ပါဗျာဆယ်နှစ်ဆိုတော့ကြာသွားပြီเนาะအင်းတင်ပါဗျာအဲ့တော့ဒီဆယ်နှစ်တာကာလတစ်ခုလုံးပေါ့เนาะဒီ time မှာဒါတရားအထုတ်တယ်ပြီးတော့တရဏပြုတ်တယ်ဆိုတဲ့အခါကျတော့ဆရာလေးတို့အနေနဲ့ဟောဘယ်လိုအခက်ခဲလေးရှိခဲ့လဲဗျာ အကုန်လုံးပေါ့နော်ဘာသာစကားခက်ခဲရောတခြားအခက်ခဲလေးရှိမှာပေါ့ဗျာ။ညာလေးနည်းနည်းပြောပြမိပါဆရာလေးတို့ကတော့ဘာသာစကားပဲအခက်ခဲရှိတာတရားရှုတာကတော့ဆရာသမားကလည်းမြန်မာဆရာသားသမားတရားထိုင်တာလည်းဖားအောင်နေဆရာလေးတို့ကလည်းဖားအောင်ရိတ်တာလာတော့ဒီတရားထိုင်တာတွေဘာတွေကအခက်ခဲမရှိပါဘူး။ဒါပေမဲ့စကားကလည်း အရန်ကြီးပြောမလို့အောင်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တရားထိုင်နေသူတွေဖြစ်တဲ့အတွက်ကြောင့်မို့။ဒါပေမဲ့တကယ်တမ်းတော့သူမြန်နိုင်ငံမှာနေရဆိုရင်တော့ထိုင်းမှာထိုင်းနိုင်ငံနေတော့ထိုင်းဘာသာကတတ်ထိုင်းတော့ဟိုအားလုံးအတွက်ပြောရဆိုရတာစင်ကြေတာပေါ့။အေးမပါ။အခုတော့ဆရာလေးတို့ကအဲ့လိုမျိုးနားမလည်တဲ့အခါကျတော့ဟိုဟိုတမျိုးလဲကောင်းတယ်လို့တမျိုးလဲမကောင်းဘူးပေါ့။တမျိုးကောင်းနေဆိုတာတရားသမားဆိုတာဘာသမား မတိရဘာမှမကြားရပေါ့နော်။ तू ကမျက်စိမမြင်နားမကြားတဲ့သူတို့တရားရှိအောင်မင်းပြောထားတဲ့အတွက်ကြောင့်မဟုတ်အဲ့လိုမျိုးတရားအနေနဲ့တွေးမယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့ဆရာလေးတို့ကလည်းအတော်ကုန်ခံနေဆရာလေးတွေမဟုတ်တဲ့ခါကျတခါတလေကြားလဲဆက်ဆံရတဲ့ခါရှိတဲ့ခါကျတော့ထိုင်းဘာသာစကားတာတကယ်လို့ကိုကတက်မယ်ဆိုရင်တော့ဒီထက်ပို့ပြီးတော့သာသနာပြုရတာပုံပြီးအဆင်ပြေနိုင်တယ်လို့ထင်တယ်ပေါ့ဆရာလေးရဲ့အမြင်ပေါ့နော်။တင်ပါဗျာ။ အာတမင်ကလည်းပြီးခဲ့တဲ့နေ့ကဒီလိုဒီဇင်ဘာမှာဒီမှာတရားလာအထုတ်ဖြစ်ရင်းနဲ့မှာဆရာလေးတို့ဒီမှာရှေ့ရတန်ကားတော်တွေဒီလရှင်တွေကိုထိုင်းစာသင်ပေးဖို့အကြောင်းဖန်လာတော့ဒီပညာဒါနသင်ပေးဖြစ်တယ်ဗောဆရာလေးအဲ့တော့ဆရာလေးဒီတနက်တော့ပြည့်သွားပြီဗောနော်တမင်တို့အားတဲ့ချိန်လေးတွေနဲ့ပဲအချိန်လေးတွေကိုဟိုချင်းချင်းပြီးတော့စာသင်လာခဲ့တာအခုတော့နည်းနည်းပါရေးသက်ဖတ်သက်တဲ့အနေထားတွေတော့ရောက်သွားပြီဗောအဲ့တော့ဆရာလေးအနေနဲ့ရောဘယ်လိုမျိုး ပြောင်းလဲမှုတွေရှိသွားလဲစကားလေးပိုင်းနည်းနည်းပါပြောတတ်လာတဲ့အခါမှာဘလို့လေးအဆင်ပြေတာလေးတွေ့ရလဲပေါ့အဲဆရာလေးတို့အသက်ကြီးသွားပြီတချို့စင်အသက်ကြီးရဲ့စာလုံးအမှာကြောက်တယ်ဆိုတာရှိရပေါ့နော်ဆရာလေးနေနဲ့အသက်ကြီးလဲဘာမှမဖြစ်ဘူးစာလေးလာလို့ရတယ်ဖြည်းဖြည်းမှန်မှန်လောက်သွားလို့ရတယ်ဆိုတာလေးကိုနည်းနည်းလေး ဟိုပြောပြပေးစေချင်တယ်ပေါ့နော်တရားသမီးတို့တင်နန်းမှာလည်းခုဆိုရင်အတန်းနိုင်တဲ့ဟိုတန်ဃာတော်တီလာရှင်တွေကိုအတန်းတန်းဟို3ပါး5ပါးစတဲ့ဖြစ်ပေါ့ပညာဒါနလေးပေးဖို့စီစဉ်ရှိတဲ့ဆရာလေးရဲ့ဒီထိုင်းစာလေးလာတဲ့အတွေ့အကြုံလေးနည်းနည်းလောင်းမြောက်ဝေပေးပါအောင်ခင်ဗျဆရာမနဲ့တွေ့ရတာကတော့ပိုပြီးအဆင်ပြေတယ်ဆရာမနဲ့မတွေ့ရင်ကနေဆရာလေးကဟိုထိုင်းမှာဒါလေးလာခဲ့တယ်လေးလာခဲ့ပြီမင်းလေး သူဆရာဆရာမနဲ့တွေ့မှဒီထိုင်းလန်ကွေရာတုံးလန်ကွေဆိုတာနားလည်လာတာလေအေးအစတော့ကတော့ကိုကဒီလိုပဲကြက်အော်သူရဘာသာစကားတွေကိုကြက်ကြက်ပြင်သာပြောရင်ကိုရဲ့တုံးကမမှန်နဲ့ကွယ်ကိုဘာပြောပြောသူတို့နားမလဲတဲ့ခါကျတော့ဆရာလေးကနေဟင်းဒီဘာသာသင်လို့လေအဆင်မပြေဘူးပေါ့နော်ကိုကစာတွေကြက်သွားတယ်သူတို့ကြက်တဲ့ဟာတွေပြန်ပြန်ပြီးပြောကြည့်တယ်သူတို့ကိုပြောတာတွေနားမလဲဘူးနားမလဲခါကျဆရာလေးကစိတ်တက်ကြသွားတာပေါ့နော်အာမသင်တော့ဘူးဒီဘာသာ ဘလို့ဖြစ်လို့လည်းမသိကိုဘလို့ပြောပြောဆိုဆရာမနဲ့တွေ့မှဒီထိုင်းဘာသာဒီလန်ခွဲ့ဘာသာတော့ဟိုပါပေါ့နော်အတန်တုံးဘာသာဆိုတာအရေးကြီးတယ်ဆိုတာဆရာလေးကနားလဲလာတယ်အဲ့တော့အခုကြတော့တုံးနည်းနည်းလေးမှန်လို့ရှိရင်ကိုပြောတာလေးတွေသူတို့နားလဲလာတယ်အခုအဲ့လိုမျိုးပေါ့ဟိုကိုပြောတဲ့တလုံးသားနှလုံးသားကိုပဲသူတို့ဟိုနားလဲလာတယ်ငကောကဆိုရင်အဲ့လိုပြောလို့ကိုမရဘူးပေါ့ကိုပြောတဲ့စကားသူတို့နားကုန်မလဲဟို အတိုင်းအတိုင်းနဲ့ပဲချင်းညာပေါ့နော်ပြန်ပါဗျာအဲ့လိုမျိုးအတီးပြောလေကိုဘာပြောပြောသူတို့နားမလဲဆရာလေးတို့ကကြတော့မြန်မာဖြစ်တဲ့တဲ့ကြောင့်အတန်ကအားလုံးကဘင်းညီတန်ပဲဖြစ်နေတဲ့သဘောပေါ့နော်သူတို့ကအတန်အတိုးအလျှော့အကုန်လုံးအညွှန်းညွှန်းရှိတာအောင်အဲ့ဒီမှာကတော့တော်တော်ဗမာနဲ့ယူဆမတူတဲ့အခါကျတော့ကိုယ့်ကိုယ်တော်လ ీల လို့မရအောင်ဒီလိုမျိုးပေါ့ဆရာသမားအကောင်းနဲ့တေချာလ ీల လ ీల ပြီးမှသူရဲ့ သတ်မှတ်ထားတဲ့ပုံစံအတိုင်းသင်လို့ရှိရင်တော့ကိုယ့်ရဲ့တက်မြောက်တာအမှန်မှန်ကန်ကန်တက်မြောက်မယ်မှန်မှန်ကန်ကန်အသုံးချလို့ရမယ်မြန်မာပြအခုတော့ဒီထိုင်းလူမျိုးနဲ့လည်းပြောနေပြီလားဖျားထိုင်းတကာတွေနဲ့ထိုင်းတကာတွေနဲ့နည်းနည်းအခုမနေ့တုန်းကဆိုလေအလိုနေလေဆီယမား TV တက် channel ဆိုတော့သူတို့သွားကြော်လေ Land TV အဲဆီယမား use ဆီယမားဝါချိုင်းအဲ့လိုမျိုးပြောတော့သူတို့ဆရာလေးကဟိုလိုမျိုးပေါ့ဝါကြအကုန်လုံးကိုတော့မစီတတ်သေးဘူးဒါပေမဲ့ ဟိုတယောက်နဲ့တယောက်နားလဲအောင်ပေါ့တစ်လုံးနှလုံးတစ်လုံးနှလုံးအဲ့လိုလေးတော့ live ပြောကြည့်တာတော့သူတို့သိလာတယ်ပေါ့အဲ့လိုမျိုးတော့ခံစားရတယ်ငကောကအဲ့လိုမျိုးပြောရင်ကိုမရတာလေကိုယ့်ရဲ့အတန်တော့ကလွဲနေတော့ခင်ဗျာအဲ့လိုမျိုးအခုတော့ညံ့ညက်ပြီးပြောတော့အဆင်ပြေလားအဆင်ပြေတယ်အသက်ကြီးပြီပဲမင်းလေဒီထိုက်လေးလာတယ်ဆိုတာကိုယ်သာလင်အဓိကပဲကိုကလူကျင်တဲ့စိတ်ရှိတယ်နောက်သူတကယ်တင်တယ်ကိုကလည်းတကယ်ပေါ့မှန်မှန်သာလေးလာမယ်ဆိုရင်အချင်းချင်းမှာဟိုပါတက်မြောက်လာမယ်လို့ အောင်မြင်လာမယ်လို့ဆရာလေးကတော့ယုံကြည်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဆရာလေးကိုယ်တိုင်နေအခုဟိုတက်ကိုတက်ရမယ်ဆိုတော့စိတ်နဲ့ယုံကြည်ချက်နဲ့ကြိုးစားတယ်ပေါ့အဲ့လိုမျိုး။ဟိုအသက်ကြီးတာငယ်တာနဲ့အဲနဲ့မဆိုင်ဘူးလို့ဆရာလေးထင်တယ်ပေါ့။ဆရာလေးရဲ့အတွေ့ပေါ့နော်။ဆရာလေးအခုဟိုငယ်ငယ်တုန်းကလေးလာတုန်းကဒီပေါ်မှာအာယုံစိုက်တာခုအာယုံစိုက်တာကိုယ့်ရဲ့စိတ်ပေါ်မှာပဲမှုတည်တယ်။ဟိုဆရာလေးရိတ်တာမှာပဲနေလို့ပဝင်းချင်းကြီးကိုမတိလို့ဒီစာပေါ်မှာစိတ်ကြနေရလား အပြင်လူတွေကြတော့အပြင်ကိုပဲစိတ်ပြန့်နေလို့လားအဲ့လိုမျိုးပေါ့နော်။ကွာလို့လာတော့မသိဆရာလေးအနေနဲ့တော့ကြီးတော်ကနဲ့ငယ်တော်ကနဲ့အဲ့လိုမျိုးနည်းနည်းလေးပဲကွာချတယ်အရင်ကြီးမကွာချဘူးတင်တဲ့အခါမှာလေအသက်ကြီးမှတင်တာပေါ့တင်ပါဗျာတင်ပါဗျာမနာလိုက်တာဗျာဆိုရင်ဒီဟာရှေးရှောက်ဆရာလေးကတော့အဆုံးထိဆက်သက်မှာနော်ဗျာဆက်သက်မှာအဲတင်ပါဗျာသမီးလည်းအဲ့လိုပညာဒါနပေးရတော့တဲ့ဝမ်းသာတယ်ဆရာလေးတို့ကအာသမီးတင်ပေးတဲ့ ထိုင်းဘာသာစကားနဲ့ကိုရဲ့နေစဉ်ဘဝမှာအဆင်ပြေတယ်လို့သိရရင်တမင်းကလည်းပို့ပြီးပီတိဖြစ်ပါတယ်ဗျ။အားကြောင့်ဟိုဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းတမင်းပညာဒါနဖိတ်ခေါ်มาဆိုတော့တန်ဃာတော်ဒီလားရှင်မျိုးဆရာလေးတို့လိုပဲလာတတ်ဖို့အတွက်ပါเนาะဆရာလေးကလည်းနည်းနည်းပြောပြပါဦးဗျ။ဩတကယ်လို့ကိုက ကိုတိုင်းပြည်မှာမနေဘူးတခြားမှာနေတယ်ဆိုရင်အဲ့ဒီကိုနေတဲ့ဘာသာရောက်တဲ့ရဲ့ဘာသာစကားကိုတော့တတ်ဖို့လိုအပ်တယ်ကြီးတာငယ်တာနဲ့မဆိုင်ဘူးเนาะတတ်လို့ရှိရင်မတတ်တာနဲ့လုံးဝအခြေအနေကလုံးဝမတူဘူးခွာခြားတယ်အဲ့တော့ဟိုကိုကကိုနိုင်ငံမှာမနေဘဲထိုင်းမှာနေရင်တော့ထိုင်းဘာသာစကားတည်တတ်ထားတာအကောင်းဆုံးဆရာလေးအားလုံးကိုတိုက်တွန်းချင်တယ်ပေါ့เนาะလူပဲဖြစ်ဖြစ်ဘုံကြီးပဲဖြစ်ဖြစ်ဆရာလေးပဲဖြစ်ဖြစ်ဘာလို့မဆိုးပေါ့ဒါမှဟို ဖုန်ကြီးဖြစ်ဖို့အပြင်မထွက်ပြင်မယ်လေနောက်ဆုံးတော့ immigration နဲ့တော့ဆက်ဆံမှာပဲလေဟုတ်တယ်မလားရဲနဲ့တော့ဆက်ဆံမှာပဲအဲ့တော့ဒီဒီလေစိတ်အဝင်းကြီးအထွက်တွေမှာသူတို့မေးတာတွေကိုမဖြေတဲ့မပြောတဲ့ဆိုရင်အဲ့ဒါတွေမှာလည်းပြဿနာတွေတော်တော်ဖြစ်လာကြရတယ်ထိုင်းတွေကလည်းအင်္ဂလိပ်စာကိုကျွမ်းကျင်ရင်မတက်ကြတော့ထိုင်းဘာသာစကားကဒီ ora လာမယ်ဆိုရင်ဖုန်ကြီးပဲဖြစ်ဖြစ်ဆရာလေးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အားလုံးကတက်တဲ့နေဒီဆရာလေးကထင်းနေ အကြောင်းလာမယ်ဆိုရင်ထိုင်းမာတာကိုတင်တင်နေလို့ဆရာလေးကတိုက်တွန်းညင်ပါလေ။ကျေးဇူးပါဗျာ။ဆိုရင်ဆရာလေးကိုလည်းကျေးဇူးများရေးတင်ပါတယ်။အခုလိုပြောပြပေးလို့ဆရာလေးဟောဖို့ဒီဗီဒီယိုကိုပေါ့နော်။ဒီဗီဒီယိုလေးကိုကြည့်မဲ့သူတွေကိုဆရာလေးကနေမှစုလေးနည်းနည်းပေးပေးပါအောင်ဗျာ။ခေါ်ဟိုက်တန်တန်မောမိခွန်စုခွန်ကြလေခေါ်ဟိုက်တန်တန်မောပေးစရာကြခွန်ထုတော်မှန်တန်မော စာဒုစာဒုစာဒုဒီဗီဒီယိုကိုကြည့်နေတဲ့တန်ဃာတော်နဲ့တီလာရှင်ဆရာလေးတို့ဖျားတပည့်တော်တို့ famous ကနေပြီးတော့မှထိုင်းဘာသာစကားကိုလာစဉ်ပညာဒါနပြုခွင့်ပေးဖို့အတွက်တောင်းခံပါတယ်ရှင်သူမြတ်တို့ဖျားဒီဗီဒီယိုကိုကြည့်ပြီးတော့ဓမ္မမိတ်ဆွေများ famous နဲ့အတူကုတူယူဖို့အတွက်ဒီ post လေးကို like and share လေးလုပ်ပေးပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ခေါပွန်ခါ thank you